ချက်ကပျက်စီးသွားတယ်။တခြားကျေဝါတော့ဘာမှမရှိ။ဒီဆေးရုံမှာရဲ၂၀လုံးလုံးဆေးဆေးတောက်လျှောက်သွင်းနေမယ်။အတိအရတစ်ချက်မှသူမလွတ်သွားဘူး။အခုအမှုပညာအတိုင်းကလူရှင်တော်လေးတွေသူ့သားတဲ့ဖယ်လေးတွေဘယ်သူလာပြီးတော့အကုန်သိတယ်မှတ်မိတယ်။တပည့်လာတော့အားရှိရပါဘော။ तू ကမြန် तू ကဒီလိုပဲဇက်စပင်လောကမှာလူတွေစူး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 နဲ့အဲ့လိုမျိုးသားတဲ့ဖယ်တွေနဲ့နေလာဆိုရုပ်ပြက်ကြီးကြီးလို့ဖြစ်သွားတော့လူကြီးဆိုတော့လေစိတ်အားငယ်တာပေါ့လေ။အားကြောင့်သားတဲ့ဖယ်တွေလာတော့ तू ပီတိဖြစ်ရတာပေါ့။အော်ဒီတိုင်းပြောမှာမာမင်းနေနေဆို။ ဟဲ့ဒီမှာမေးတာမေးတာကိုခံရလို့ဇာသာလေ။အဲအဲ့လူလူစီကမေးတာကအများကြီးလို့ဇာသာ။အော်ဘိသိရှင်မေးတာအများကြီးလို့ရှင်နေ။စကားတွေတော့ပြီးလိုက်။ ားလက်ရှိအချိန်ကတော့မတို့ဆောက်ဖြစ်ခါကတော့မြောက်ကလာဆေးုံပေါ့နော်မိသားစုဆေးုံလေအဲ့မှာမတို့ရက်20လောက်တော်တော်ကုယူလိုက်ရအဲ့မှာကတော့မတို့ကလုံးဝလက်လျှော့လိုက်ရပြီတဲ့ဒီလိုအချိန်တော့မဟုတ်ဘူးအဖေကမြင်ရလေလုံးဝအဲ့မှာအိုက်တန်အပိုက်တန်လန်အတလန်နဲ့အမောက်လည်းစိတ်မချမ်းသာဘူးနီးတလူကဆေးတွေတောက်လျှောက်သွင်းတာအသက်ကကြီးပြီဆိုသူဆေးရဲ့သွင်းတဲ့တောင်သူမခံနိုင်ဘူးလေအတချိန်လုံးအိမ်ပြန်မယ်ဗနေရရှိပြီလေဒါပဲသူပြောဆေးမှာဗနေရလောက်ကြာဆေးုံမှာမအောင်ရက်20နေပြလောက်ကြာ အဲ့ပေါ်အဖေကဟိုကကြောက်ကပ်မကောင်းတော့တာကြောက်ကပ်ပျက်စီးသွားတယ်တခြားကျေဝါတော့ဘာမှမရှိကြောက်ကပ်ပျက်စီးသွားတော့နည်းနည်းတိတ်အမောတယ်မခံနိုင်ဘူးသူတို့ကတော့ဆရာကတော့ကြောက်ကပ်စေးမလားလို့ပြောတယ်စေးမလားဆိုအဖေကလည်းအသက်က80ကျော်နေပြီ80ကျော်ပြီဆိုဒီစေးရတံသူမခံနိုင်တော့မခံနိုင်တော့အမတို့ကတော့မစေးတော့ဘူးပေါ့မိသားစုနဲ့တိုင်ပြီးတော့ဒီတိုင်းပဲအမတို့အိမ်ပြန်ခေါ်သွားခြင်းနဲ့သူတို့ကတော့စေးဥမတတတော်နေပြီးတော့ကုပေးအောင်မယ်ပေါ့နော် တက်တာတဲ့အချိန်လေးနဲ့လည်းလည်းလွတ်လွတ်ရတဲ့အချိန်လေးကြမှာအိမ်ပြန်ခေါ်ပါဆိုတော့မောင်ရဲ20လောက်ကြမှာအိမ်ကိုပြန်ခေါ်လာခဲ့တယ်။စီးလေသူကဘယ်လိုပြောမလဲအသက်ကကြီးလာပြီဆိုတော့ပြန်တော့မကောင်းနိုင်တော့တက်တက်လုံးစီးနေရမှာကြောက်ကက်ကစီးသွားလဲမကောင်းနိုင်ဘူးမကောင်းနိုင်တော့မောင်တော့မစီးတော့ဘူးလို့ဒီတိုင်းပဲပြန်ခေါ်လာလိုက်တယ်လေ။အဲ့တော့ပြောလို့ပြောနေတယ်မဲတလုံးလုံးလေးရဖြတ်တာလေးရဖြတ်တာ16နှစ်ရှိပြီလေအခု16နှစ်ရှိတယ်အခုကျမကြီးကဒီလုံးသားကြီးဒီလိုထပ်ဖြတ်လိုက်တော့အမောက်စီကထပ်ဖြတ်သွားတယ်လို့ထင်တယ်ဒီရှာရပါတယ်သူကလိတ်သွားတယ်သူစကားပြောရင်အရင်လိုမသေးခွဲတော့ဘူးလုံးနေတာ ဘာဘာပြောပြောမနေနားထောင်ရင်တိတ်နားမလဲတော့ဘာလို့ဖြစ်လဲတခါကျရင်တော့တစ်ချက်ချက်ကျရင်တော့ပြီးတယ်သူကဒါမဲ့သူအဲ့လိုသားတော့အဲ့ဆေးရုံမှာရက်20လုံးလုံးသူဆေးဆေးတောက်လျှောက်သွင်းနေပြီမအတိရတစ်ချက်မှသူမလွတ်သွားဘူးအခုအမှုပညာတောင်းရလူရှင်တော်လေးတွေသူတားတဲ့ဖယ်လေးတွေဘယ်သူလာပြီအကုန်သိတယ်မမေ့ရသူပြန်လာမပြောနိုင်တာအဲဘယ်သူအမဗီနာမှာတိုင်းငယ်အများနဲ့ရှိနေရဆိုတော့ကိုကဘာသာပြန်ပြီးရဟိုကဘယ်သူလာတာဘယ်သူလာတာအဲ့လိုမျိုးပြောပြရင်သူသိတယ်တတိယတစ်ချက်မှမလွတ်သွားဘူး ခင်လိုင်းတို့တွေလည်းလာကြတယ်နော်လာတယ်လာတယ်တော်တော်များများကိုကြာစီတို့ကိုခင်လိုင်းတို့လူရှင်တို့တော်တော်များများတချို့ကလည်းအမလိုင်းပေါ်မှာမတင်တော့မသိကြဘူးလေတိရလူတွေကလည်းလာတယ်ခုနောက်ပိုင်းတော့တော်တော်များများသိပါတယ်သိတော့လာကြတယ်လေတပည့်လာတော့အားရှိရပါဘောသူကမြင်သူကဒီလိုပဲဇက်စပင်လောကမှာလူတွေစူး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 နဲ့အဲ့လိုမျိုးသားတပည့်နေနေလာတာဆိုရုပ်ပြက်ကြီးကြီးလိုဖြစ်သွားတော့လူကြီးဆိုလည်းစိတ်အားငယ်တာပေါ့လေအားကြောင့်သားတပည့်တွေလာတော့သူပီတိဖြစ်ရတာပေါ့အဖေရှုမအငိမ့်နေမမိလဲတာမမိသေးလားတဲ့ ရှုမောရှုမောအငိမ့်မှာကခဲ့တာလေမမိသေးလားတဲ့ဟောမမိရဲ့တဲ့ဟောမမိရဲ့အဖေနဲ့အရင်တော့တွဲကခဲ့တဲ့မင်းသမီးတွေတဲ့ဘသူ့ကိုမမိလဲတဲ့ညာအများကြီးပဲအဲနာမည်လေးတစ်ချက်ပြောပြပေးလိုက်လေဝင်းဝင်းအေးအဝင်းဝင်းအေးကောလိမ့်မြိုင်ကောလိမ့်မြိုင်အဲဝေးရွှေနှင်းကြီးဟောရွှေနှင်းစီရှုမောအဲရှုမောက ဟိုပါရာရင်းနေမြင်အပန်တရတင်တင်မြင်အဖေအကုန်မမိရနော်ဟုတ်ဟုတ်ဒီလောက်အကုန်မမိရအဖေဟိုလွမ်းနေတဲ့ပြိသက်တွေအများကြီးရှိတယ်တဲ့အရင်တော့ဟိုအဘဦးဆက်မိုးတို့နဲ့အတွဲညီညီပြလုံးပြက်ခဲတာကြီးလဲပြိသက်တွေကတိတယ်ပေါ့နော်အဲ့တော့ပြိသက်တွေတော့အဖေဘာပြောခြင်းလဲတဲ့အခုလိုနေမကောင်းဖြစ်နေတဲ့အချိန်ဟောင်းနေတာကြီးပေါ့ဘာပြောခြင်းလဲဆိုအဖေကပြိသက်ရဲ့မြေတားကိုခံရလူသားသားလေအဲ အဲ့တော့လူလူကြီးကမေတ္တာကအများကြီးလို့ဆိုတာပေါ့။ဟောဘိသိက်ရှင်မေတ္တာအများကြီးလို့ရှင်နေ။စကားတွေတော့ပြီးလာတယ်။တော်တော်ပြီးရဲ့နော်။ပြီးလာ။ဒီအနုပညာလောကကြီးမှာပြန်ဆုံကျင်သေးတယ်မလားတဲ့။အလုပ်တွေလုပ်ချင်သေးလားတဲ့။ဟုတ်ရှင်။ရုပ်ရှင်ပင်တော့လား။အာအဲ့ဒါကခုအဖေတော့ရှင်းရှင်းလေးလေး။အဲ့တော့ဘာလို့လဲ။ ပြန်လုံးရှင်ပဲ84ဆိုတော့သူမလုံးနိုင်တော့ဘူးတဲ့ဟုတ်ကဲ့ဖျောက်ဝေပေးရောအော်အဖေရဲ့အမှုပညာအမွေတွေကိုသူဖျန်းဖျန်းဝေပေးခြင်းနဲ့နောက်မျိုးဆက်သိလူရှင်တော်လေးတွေပါလိမ့်မယ်အဖေမှာသားတစ်ပည့်အရင်နေရှိလားလဲရှိတာပေါ့ပြောပြလိုက်ဘယ်သူတွေလဲလာရှိရပါတော့လာကြတော့အော်ဆေးရုံမှာတော့လာကြတော့သွားတယ်ကြာစီဟာကြာစီဆိုတာအဲကြာစီဆိုတဲ့နာမည်ပြန်သူပေးခဲ့တယ်အော်ကိုခင်လိုက်လာတယ်ဟုတ်ကဲ့ကြာစီလာတယ် အောင်ချစ်အာအောင်ချစ်အာအဲ့ရဘယ်လိုလဲဒုပြောနေမမရရရရကိုကြာစီကိုပြောနေကိုကြာစီကိုပြောနေအဲ့လေကြာစီကိုအကြောင်းပြောပြနေလေကြာစီဆိုအဖေနာမည်ပေးခဲ့တာဘယ်လိုပေးခဲ့ပြောပြလိုက်အောင်လေဟာ အဖေပေးခဲ့တာလားအဲကြာစီဆိုတဲ့နာမည်ကအဲအဲ့တော့အဲ့တော့ပေးတဲ့တည်းအောင်ပြောပြလိုက်အောင်လေအဖေကိုရပေးတယ်အဲအဖေကိုရပေးရလူကနေလေနာကဂျောခိုင်းအော်ဂျောခိုင်းသူ့နာမည်ရင်ဂျောခိုင်းနဲ့ကြာစီရောအခုကကြာစီဖြစ်သွားပြီလေအခုကတော့ပေးတဲ့တည်းအသေးဆွဲစီစီဖြစ်နေပြီနော်ဦးဝင်းဦးနဲ့ဦးဝင်းဦးနဲ့ဘာတော်လဲတဲ့ကြာစီကဝင်းဦးရဲ့သားလို့ပြောလိုက် အာပြုစုရတာဗောအမဆိုလို့ရှိရင်စဖြစ်တော့အောင်လုံးဝဘယ်လိုပြောမလဲစိတ်ကောလူရောအယံပင်မန်းလားစိတ်ယုံတက်တခါတက်ဆိုမလွယ်ဘူးနင်းမအိမ်ရမယ်ဒါမဲ့ဟိုစိတ်ယုံကဆရာဝင်နေဆရာမရောအကုန်လုံးဂယုဆိုင်ပေးကြပါတယ်ဘာလို့ဆိုအမတို့မိသားစုစောင့်နေနေနေမနိုင်တော့နောက်ကျတော့နတ်စမရောင်ကားတယ်အဲ့လိုမျိုးလေလူတွေကလည်းတိတ်မရှိဘူးဆိုတော့လေမောင်မကြီးအလဲကြဗောမနဲ့သူစောင့်ညသူစောင့်အဲ့လိုမျိုးနတ်စမလေးဆိုလည်းတကယ်အဖေ့ကိုစိတ်ယုံကောဗောသူတို့ရဲ့မိဘအရင်ချအဖိုးဘွားအရင်ချတို့တကယ်ဂယုဆိုင်ပေးတယ်ဒါကြောင့်ဒီလိုပုံစံတော်တော်ပြန်ဖြစ်လာတယ် အဲစတဲ့ကစားနေလုံးဝမတူတော့ဘူးပုံစံ။ဟုတ်ကဲ့ဆော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 ကြာပြီကြာပြီဆိုတော့အမတို့ပထမသူအိမ်မှာစားဖြစ်တော့အကြတော့ဟိုပါစီးပိုးစီးပိုးဝင်လာတဲ့စီးလက်ညောင်းနဲ့ပိုးဝင်လာဆိုပြီးအမတို့တာကိတမှာအမတို့ပြနေကြမိသားစုစီကန်းရှိရလေ။အဲ့မှာအမတို့တပတ်ကိုတစ်ခါလေးဘက်လောက်အမတို့ပြရတယ်။ပြတော့အဖေ့ချင်နေမထူးကြလာဘူးကွာ။အဲ့လိုအိပ်ရတယ်ပဲဒီလိုပဲပက်လက်ကြီးပဲလဲပြီးနုံးနေတော့အဲ့နဲ့မဖြစ်တော့ဘူးဆိုပြီးတော့အမတို့ ဆရာကပြောတယ်ဒီဒီတစ်ပတ်မှစောင့်ကြည့်လို့အခြေအနေမကောင်းအောင်အစာမဝင်တော့ဘူးဆိုရင်စိတ်ယုံတင်ရမယ်တဲ့အစိတ်ယုံတင်ရမယ်ဆိုအမတို့မိသားစုတွေဆိုတော့အဲနောက်ဆုံး၄ဘက်မြောက်တဲ့နေမှာမောက်သွားပြတဲ့အချိန်မှာသူကအကုန်လုံးဓာတ်မှန်ရိုက်လိုက်ပါဘောနော်အကုန်လုံးဆက်ခိုင်းတာလေခဏကောမှဘယ်နေရာမှာဘာဖြစ်နေဆိုတော့သိအောင်အဒရဆောင်းရိုက်လိုက်ပါဆိုအဲ့တော့မှကြောက်ကမကောင်းတော့အဖြေရထွက်လာအဲ့ရနေပြီးအမတို့အပြင်ပုပ်ပုလိကစေယုံတင်ဖို့သွားသေးတယ်အပြင်ပုပ်ပုလိကစေယုံဒီမြောက်ကလာမိတာဝစေယုံပြန်လွှဲတော့အဲ့အဲ့ဘက်မှာပဲတင်လိုက်ရတယ် မမကိုမိပါဆိုတော့တာဝန်ရလို့တော့မဟုတ်ကြည့်ရမလားတာသမီဝရရရှိရတော့နောက်ဆုံးချိန်ဒီလုတ်ပေးရမှာပဲဘယ်လိုပဲဖြစ်ဖြစ်ညှိုးညင်းလို့မရဘူးဒါကိုကိုတွေလည်းဒီလိုဒီလမ်းကြောင်းပေါ်ရောက်ဖို့ဒီလိုရည်ရည်ရအောင်အဖေတွေမိတွေအများကြီးငငယ်တုန်းကပံ့ပိုးမှုတွေအများကြီးစင်းစင်းစင်းရဲ့ချူချူတက်တက်နဲ့ဘဝကိုသူပိတ်ဆက်ခဲ့ရတာလေအဲ့တော့ဒီချိန်မှာသူတို့နာမဆန်းဖြစ်တဲ့ချိန်မှာအမတို့ကအများကြီးပြုစုရမယ့်တာဝန်ရှိတယ်။အဲ့တော့အဖေကိုပြုစုရလို့လေအမတို့မှညှိုးညင်းနေလို့မရှိဘူး။ကိုယ်စိတ်ထဲမှာဦးသားသားသမီးတယောက်လေးနဲ့ဒါတော်မှကိုကိုကိုတာဝန်ကြီးရလို့မတတ်မှတ်ပါဘူးအမတို့လေပြမန်းတို့လည်းမတတ်မှတ်ဘူး။ ဒီထက်မကအဖေကိုအများကြီးလုပ်ပေးခြင်းတာဒါမဲ့ဖေကတော့သားသမီးတွေမျက်နှာမြင်အဲ့လိုမှမြင်နေမှလားစိတ်ချမ်းသာတယ်ချမ်းသာ